ဘာဖြစ်လို့ဆိုတော့ကိုကမင်းသမီးမဟုတ်ဘူး model မဟုတ်ဘူးကြော်ညာလို့မရဘူး makeup brand တွေနဲ့ပတ်သက်ပြီးတော့လေကိုကအများကြီး demonstration တွေလုပ်ပြခဲ့တာကို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 ဒါနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးယုံကြည်မှုတွေရှိအောင်ဘယ်လိုတွေစတင်ခဲ့တယ်လဲ ဒါ beauty blogger ရဲ့အစားမဝင်းမင်းတန်းကလေကျေးဇူးပါကျေးဇူးပါအဲ့ဒီအတွက်ကြောင့်မို့လို့လည်းအမှန်တိုင်းပြောတာဝန်ကြီးပါတယ်အဲပမာပြီမှာပထမဦးဆုံးဒီအလှပနဲ့ပတ်သက်ပြီးအမျိုးသမီးတွေကိုစပြီးပြောတယ်ဒီဟာဆိုတဲ့ဟိုဟာအကိုအတွက်အရန်တာဝန်ကြီးတယ်ဒါပေမဲ့အခွင့်အရေးဆုံးပြောလို့ဆိုပမာပြီကိုပြန်လာတဲ့အခါမှာဒီကနေပြီးတော့ဝင်ဝင်ရတယ်ဝင်ဝင်ရတယ်ဆိုတော့ brand တွေကလည်းကိုကိုလာပြီး approach လုပ်တယ်ကိုကလည်း brand တွေနဲ့အလုပ်လုပ်တယ်ဒါပေမဲ့ဒီအချိန်မှာကိုအတွက်အရန်အရေးကြီးဆုံးကဘာလဲဆိုတော့ ကိုယ့်ရဲ့ audience နဲ့ကိုယ်နဲ့ကြားထဲမှာရှိတဲ့ဒီယုံကြည်မှုတစ်ခုကတော့ကိုယ်ကဘယ်လိုမှပြတ်လို့မရဘူး။အဲ့တော့ brand တစ်ခုနဲ့အလုပ်လုပ်မယ်ဆိုလို့ရှိရင်ပစ္စည်းကိုကိုယ်ကိုယ်နဲ့တကယ်စမ်းတယ်၊ကိုယ်ကိုယ်နဲ့တကယ်သုံးတယ်၊ကိုယ်ကိုယ်နဲ့တကယ်လုပ်တယ်။ပြီးလို့ရှိရင်ကိုယ်ရိုက်ခဲ့သမျှရာချီတဲ့ video မှန်သမျှအားလုံးကဒီ eyeliner နဲ့ဆွဲမယ်ဆိုဒီ eyeliner နဲ့ပဲဆွဲတယ်ဒီ makeup နဲ့ပြင်မယ်ဆိုဒီ makeup နဲ့ပဲပြင်တယ်ဘယ်တော့မှအစားထိုးပြီးပြင်ခဲ့တာလို့ဟိုမဟုတ်တဲ့ဟာကိုဟုတ်ပါတယ်လို့ပြောခဲ့တာလို့လုံးဝမရှိခဲ့ဘူးဒါကတော့တကယ်ကို ဟိုကိုနဲ့လုပ်ခဲ့တဲ့ brand တွေလည်းသိလိမ့်မယ်။တီကနေပြီးတော့ကြည့်တဲ့လူတွေလည်းအများကြီးရှိတယ်။သိလိမ့်မယ်ကိုနဲ့တကယ်လုပ်ခဲ့တဲ့ brand တွေနဲ့သူတို့ brand ကိုဘယ်လိုသုံးခဲ့ပြီးလဲ။သူတို့တွေနဲ့ဘယ်လိုလုပ်ခဲ့လဲဆိုတော့သိမယ်ဆိုဒီအခုချိန်ထိလည်းဒီဟာကိုဆက်လက်ပြီးတော့ဆွဲကင်ထားတယ်။ဘာလို့ဆိုကိုကိုတိုင်းမသုံးဘဲနဲ့ကိုကိုတိုင်းမလုပ်ဘဲနဲ့ကိုကိုတိုင်းမသိဘဲနဲ့ပြန်ပြီးတော့ပြောပြမယ်လူတယောက်မဟုတ်ဘူး။ဘာဖြစ်လို့ဆိုတော့ကိုက minimum မဟုတ်ဘူး modern မဟုတ်ဘူးကြော်ညာလို့မရဘူး။